မင်္ဂလာပါခင်ဗျရှင်ကခစ်တက်ကနေဒီနေ့လည်းကဒရင်နေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာစကန်ငလင်ကြီးလောက်ကသွားပြီးတဲ့နောက်ပြိုကျပျက်စီးနေတဲ့စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့ကိုချမ်ပန်မင်းအွန်လိုင်းကအကွက်ချပြီးမြို့စ်ပြန်တီမယ်ဆိုပြီးတော့ပါထုတ်ပေါ်ပြောဆိုလာပြန်ပါတယ်အချမ်ပန်စစ်ကောင်စီတပ်ကနိုင်ငံကကိုလူကြကောင်းအောင်သူတို့စစ်တပ်ဘက်ကနေပြစ်ရထားပါတယ်ပြောပြီးတစ်ဖက်မှာလေကြောင်းတက်ခိုက်မှုတွေကိုနေ့စဉ်ရက်ဆက်လုဆောင်နေရမှာ ငလင်တန်းခန်းစားထားရတဲ့မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ကကြေးရွာနှစ်ခုကိုဧပြီလ16ရက်နေ့ဖြစ်တဲ့မနေ့ကတရက်ထဲမှာလေနဲ့လာပြီးဘုံတွေကျဲချသွားမှုကြောင့်ရတပီသူ73ဦးသေဆုံးခဲ့ရပြန်တဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက် ပြိုကျပျက်စီးနေတဲ့စစ်ကောင်စီရုံးဆိုင်ရန်နေပြီးတော့ကိုအကြမ်းဖက်မဲအောင်လိုင်းကအကွက်ချပြီးမြို့တစ်ပြန်တယ်မယ်ဆိုပြီးတော့ပါထုတ်ဖော်ပြောဆိုလာပြမှာလေဒါကိုတော့ဂျပန်နေကနေပြီးတော့မှပြုတ်သွားတဲ့စစ်ကောင်စီအစည်းအဝေးမှာအကြမ်းဖက်မဲအောင်လိုင်းကိုတိုင်ပြောသွားပြန်တာဖြစ်တယ်လို့သိရပါတယ်တစ်ဖက်မှာတော့အကြမ်းဖက်မဲအောင်လိုင်းကနေပြီးတော့မှပြိုကျပျက်စီးထားတဲ့ဝင်ကြီးဌာနရုံးတွေနဲ့အဆောက်အုံတွေကိုပြန်လည်တိဆောက်ဖို့အတွက်သူ့ရဲ့သားဖြစ်သူအောင်ပြေဆုံးပိုင်တဲ့ကမ်ပဏီတွေကိုသာလုတ်ပိုင်ခွင့်ပေးထားပြီးတဲ့နော်အခုလိုအကြမ်းဖက်မဲအောင်လိုင်းကိုတိုင် သူတို့စစ်တပ်ရုံးဆိုင်ရနေပြီးတော့ကိုမြို့အစ်စ်ပုံစံပြန်ပြီးအကွက်ချတိဆောက်မယ်ဆိုပြီးတော့ပြောလာပြန်လာဖြစ်တယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီအစည်းအဝေးမှာအချက်ဖတ်မဲအွန်လိုင်းကအခုတခါအဆောက်အုံတွေကိုပြန်လဲတိဆောက်ရင်ငလီမကြာခဏလှုပ်ခတ်နေတဲ့နိုင်ငံတွေကအဆောက်အုံတိဆောက်မှုတွေကိုနမူနာယူပြီးဆောက်ရမယ်ဆိုပြီးတော့ပါပြောသွားပြန်တယ်လို့သိရပါတယ်။ဒါတွေမကသိပါဘူး။သူတို့ရဲ့နေပြီးတော့ဝန်ထမ်းအင်အားတွေကိုပြန်ဆောက်ရင်လည်း နလင်ပြင်းအား၈လောက်အထိကိုခံနိုင်မဲ့အဆောက်အုံတွေဖြစ်အောင်ဆောက်ရမယ်ဆိုပြီးတော့ကိုအဲ့ဒီနေပြီးတော့အစည်းအဝေးမှာအကြံဖက်မင်းအွန်လိုင်းကပြောသွားပြန်တဲ့အပြင်လက်ရှိပြိုကျထားတဲ့နေပြီးတော့ဝင်ကြီးဌာနရုံးတွေကိုလည်း၆လအတွင်းပြီးအောင်ပြန်ဆောက်ခိုင်းထားပြန်တယ်လို့လဲစစ်ကောင်စီလက်အောက်ခံဝန်တန်းတရင်ရင်းမြစ်ကရန်ကုန်ခေတ်တကိုအတိပေးပြောဆိုထားပါသေးတယ်ခင်ဗျတဖက်မှာတော့ အကျံဖတ်စစ်ကောင်စီတပ်ကနိုင်ငံတကာကိုလူကြကောက်အောင်သူတို့စစ်တပ်ဘက်ကနေအပြစ်ရထားပါတယ်ပြောပြီးတဖက်မှာလေကြောင်းတိုက်ခိုက်မှုတွေကိုနေ့စဉ်ရက်ဆက်လှုပ်ဆောင်နေရမှာငလင်တန်းခန်းစားထားရတဲ့မန္တလေးတိုင်းတပေကျင်းမြို့နယ်ကကြေးရွာနှစ်ခုကိုဧပြီလ16ရက်နေ့ဖြစ်တဲ့မနေ့ကတရက်ထဲမှာလေနဲ့လာပြီးဘုံတွေကျဲချသွားမှုကြောင့်အရသာပြည်သူ73ဦးသေဆုံးခဲ့ရပြန်တယ်လို့ပြည်ဝင်ခရိုင်ပကဖရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်တဖက်မှာတော့ NGPD ရဲ့တပ်တွေက ငလင်တန်တဲ့ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေပေးလို့ရအောင်ဆိုပြီးထိုးစစ်တွေမလုပ်ဘဲခုခံစစ်နဲ့သာဧပြီလ20ရက်နေ့အထိယာယီအပြစ်ရပ်ပေးထားပြီမြဲအကြံဖတ်စစ်ကောင်စီတပ်ကတော့လေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ကြောင်းထိုးတာတွေကိုဇက်တိုက်လုပ်နေရမှာအခုဆိုဧပြီလ16ရက်နေ့ဖြစ်တဲ့မနေ့ကတရက်ထဲမှာတပိတ်ချင်းမြို့နယ်ကလက်ကျကျေးရွာနဲ့ရေထွက်ကျေးရွာတွေကိုရည်ရွယ်ချက်ရှိရှိလေနဲ့လာပြီးဘုံတွေကျက်ချသွားတယ်ဆိုပါလေအဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဂျေဝါနီရတပီသူ73ဦးသေဆုံးခဲ့ရပြီနောက်ထပ်ပီသူ3ဦးကဒဏ်ရာတွေရထားသလိုနေအိမ်တွေလည်းပျက်စီးထားတယ်လို့ပြည်လင်ခေပကဖားရဲ့တာဝန်ရှိသူဦးကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အဂျင်ဖက်စကောင်စီတက်ကလူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းတသားတဲ့အဖြစ်စုဆောင်းထားတဲ့အထက်ကကော်တောင်းစကိုင်းနဲ့ပုတ်ပြင်းမြွနယ်တွေမှာစစ်မှုထမ်းတသားတဲ့၄ဦးဟာတော်လန်ရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့တဆိုင်ရန်တော်လန်ရေးတပ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ် တင်းနိုင်တိုင်းကကော်တောင်းမြို့နယ်မှာဆိုရင်ထိုင်းနိုင်ငံကနေကော်တောင်းမြို့ကိုအပုတ်ခံရပြီးစစ်ကောင်စီတပ်ရဲ့စစ်မှုထမ်းအပတ်စဉ်၁၂နှစ်အတွက်တပ်သားတစ်စုဆောင်ခံလိုက်ရတယ်ကိုအောင်စိုးဆိုသူနဲ့ဗုံပြင်းမြို့နယ်ကစစ်မှုထမ်းတပ်သားတစ်အောင်ကိုကိုဆိုသူတို့နှစ်ဦးဟာဧပြီလ18ရက်နေ့ကပဲတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ကော်တောင်းမြို့နယ်ပကဖတာဝန်ခံနဲ့တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါတယ်အလားတူ တဖက်ကစကိုင်းမြို့နယ်မှာလေရှေတန်းစစ်မြေပြင်ကိုအပုတ်ခံလိုက်ရတဲ့စစ်မှုထမ်းတပ်သားတဲ့ဖြိုးတီဟနဲ့မောင်တက်ဆိုသူတို့နှစ်ဦးဟာလေဧပြီလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲစကိုင်းမြို့တမ33ရောက်တဲ့အချိန်မရမကထွက်ပြေးလာပြီးတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာပြန်တယ်လို့မုံရွာခိုင်ပြည်တဲ့အမှတ်7နှစ်တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါသေးတယ်လက်ရှိမှာတော့အကြံဖတ်စစ်ကောင်စီကတို့ရဲ့စစ်မှုထမ်းအပတ်စဉ်တွေအတွက်လူငယ်တွေကိုနေရာဒေသအသီးသီးမှာပေါ်တာဆွဲဖမ်းဆီးဓာတ်တွေတောင်းအောင်ရှောက်လုပ်နေပြီးစစ်သားတွေစူးစောင်းနေသလို့ တဖက်မှာလည်းအဲ့ဒီလိုစစ်သားတစ်ဆူဆောင်ခံရတဲ့လူငယ်တွေဟာရှေ့တန်းတွေအဖို့ခံရတဲ့အချိန်အခွင့်အရေးရတာနဲ့တော်လိုင်းတက်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာဒုနဲ့ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ငလင်တန်းကြောင့်ပြည်သူတွေဟာတောကအပူမိတွေနဲ့ဒုက္ခပေါင်းစုံခံစားနေရတဲ့အချိန်တဖက်မှာလူငယ်တွေကိုစစ်မှုထမ်းခေါ်ဖို့မျိုးစုံဖိအားပေးတာတွေလုပ်နေတယ်ရန်ကုန်မြို့ကကမာရွတ်မြို့မှာ yes ကန်ကို ရန်ကုန်မြို့ပြတော်လိုင်းကြီးရဲဘော်တွေကလက်ပစ်ပုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ April 16နေ့ဖြစ်တဲ့မနေ့ကည10:00နာရီဝန်းကျင်လောက်မှာပဲရန်ကုန်မြို့ကအချက်ပတ်စကောင်စီးရဲ့ကမာရွတ်မြို့နယ်မြို့မှရဲစခန်ကိုတော်လိုင်းကြီးရဲဘော်တွေကလက်ပစ်ပုံးနှလုံးပြစ်သွင်းတိုက်ခိုက်ခဲ့ရမှာရဲစခန်ဝင်းနဲ့ကြောက်ရောက်ပောက်ကွဲသွားပြီးထိခိုက်မှုအခြေအနေကိုဆက်လက်စုံစမ်းနေပါတယ်လို့ဆိုထားပါတယ်။လက်ရှိမှာ ်ငလိနံကြောင့်ပြည်သူတွေဟာတောကအပူမိတွေနဲ့ဒုက္ခပေါင်းစုံခံစားနေရတဲ့အချိန်တစ်ဖက်မှာတော့အဲ့ဒီရန်ကုန်မြို့ကမာရွတ်ရဲစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါဝင်နေရာအနှံ့ကအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေဟာသူတို့ရဲ့စစ်မှုထမ်းအပစင်စနစ်အတွက်လူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့နှီးမျိုးစုံနဲ့စစ်သားတွေစုဆောင်းဓာတ်တွေအဆက်မပြတ်လုပ်နေကြတယ်လို့လည်းသိရပါပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ